မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ23ရက်နေ့နေလပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုက်အနေနဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ရမှာမဟုတ်ကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ခေါင်းဆောင်များစရင်ထဲမှာမင်းအွန်လိုင်းပါဝင်နေဆိုပြီးတော့အချမ်းမတ်စစ်တပ် lobby စစ်ခွေးများကဝါရဖြန့်နေမှုများဟာယခုကမလေးရှားဝန်ကြီးချုပ်ရဲ့တရားဝင်ထုတ်ဖော်ပြောဆိုလိုက်မှုကြောင့်အဆုံးသတ်သွားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်မလေးရှားဝန်ကြီးချုပ်ရဲ့အဆိုအရမြန်မာစစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းဟာအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးလို့အတည်ပြုလိုက်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံရေးအကြက်အဲကိုဖြစ် ရှင်းရန်အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်အပေါ်မှာသာဆက်လက်ပြီးတော့ရပ်တည်ဆဲဖြစ်တယ်လို့ပြောပါတယ်။ဘုံသဘောတူညီချက်၅ချက်ကိုခိုင်မာစွာစုပ်ကင်ထားဆဲဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။လာမယ့်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဖိလစ်ပိုင်နိုင်ငံကအာဆီယံဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းရယူမှာဖြစ်ပြီးတော့ဒီမောနိုင်ငံမှာလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံအသစ်တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ပြောပါတယ်။အချက်မဲ့စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဟာ2020ခုနှစ် စတင်ပြီးတော့စစ်အာဏာသိမ်းတဲ့အချိန်ကတည်းကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအခေါင့်ထဲပေါ်ဆောင်ရွက်ရန်ပြက်ကွက်မှုနဲ့အာဆီယံကထိပ်သီးအစည်းအဝေးများနဲ့နောက်ဆက်တွဲအစည်းအဝေးများကိုတက်ရောက်ခွင့်တွေပိတ်ပင်ခံရခြင်းဖြစ်ကာ၅နှစ်ဆက်တိုက်အာဆီယံအစည်းအဝေးများတက်ရောက်ခွင့်မရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတန်လျင်တက်နယ်မှုဘုံမှုချုပ်ထွန်းလူကလူမိုင်းများနဲ့ပြူစောထီးများကိုကပိုက်ဆောင်တပ်ဖွဲ့အဖြစ်နဲ့မွေးထားပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်မှုထမ်းလူစားထိုးအယောင်ဝယ်လုပ်ခြင်းနဲ့တရားမဝင်လုပ်ငန်းတွေစီကနေစက်ကြီးကောက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်လျင်မြို့နယ်မှာမူလအစပထမကပြူစောထီးခေါင်းဆောင်ဟာမြင်းခိုင်ဆိုတဲ့ကောင်ဖြစ်ပြီးတော့မြင်းခိုင်က2024ခုနှစ်ဇော်လိုင်လ26ရက်နေ့ကတပ်မိသားစုဝင်တအုပ်ဖြစ်တဲ့ကိုလက်ဆိုတဲ့ကောင်ကိုဓာတ်နဲ့ထို ုံးတက်ကထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗျ။မြေခိုင်ဆိုတဲ့ကောင်ကအရင်ကတည်းကတန်လျင်တက်နေမှုဘုံမှုချုပ်ထွန်းလူရဲ့လက်ကင်ထုတ်ဖြစ်တော့လေလူတက်မှုနဲ့ထွက်ပြေးတိမ်းရှောင်သွားတဲ့အချိန်မှာဘုံမှုချုပ်ထွန်းလူကလူမိုက်မြင်းခိုင်ရဲ့တပည့်ကျော်ကြီးကိုတပည့်ဖြစ်နဲ့မွေးမြူလိုက်တယ်လို့သိရပါဗျ။လူမိုက်ကြော်ကြီးထံမှာတပည့်များစွာရှိပြီးတော့အားလုံးဟာပြူစောတိစစ်ခွေးအောက်တန်းစားများဖြစ်တယ်လို့သိရပါဗျ။ ဘုံမိုးချုပ်ထွန်းလူကလူမိုက်ကျော်ကြီးကိုတပည့်အဖြစ်နဲ့ဝင်းမြူပြီးတဲ့နောက်တန်လျင်မြို့နယ်တဝိုက်မှာလူမိုက်ကျော်ကြီးနဲ့သူစော်ရီအဖွဲ့ကနိုင်ငံရေးလှုပ်ရှားသူများ CDM များရဲ့တရင်များကိုစုံစမ်းထောက်လန်းခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းလူငယ်များကိုဖမ်းဆီးချင်းချောက်ငွေငွေချင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်မြို့ရေးဆေးဝါးရောင်းဝယ်သူများလောင်ကစားများထံကနေပြီးတော့စက်ကြီးကောက်မှုများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တပ်နယ်မှထွန်းလူက လူမိုက်မြင့်ခိုင်ရဲ့တပည့်ကြော်ကြီးကိုမွေးထားပြီးတော့တရားမဝင်လုပ်ငန်းတွေကိုနောက်ွယ်ကနေလှုပ်ခိုင်းနေတာပါကြော်ကြီးကတန်လင်းမှာပေါ်တာဆွဲတာမူရစ်ဆေးဝါးရောင်းတာလောင်းစားဝိုင်းတွေကြော့ဝိုင်းတွေလှုပ်ကင်နေတာပါကြောက်ဝိုင်းကနေတလကို3300လောက်ရှာဖွေပေးနေပါတယ်။နေနေအထိဝင်ပြီးတော့အ누ချမ်းစီးတာတွေပါလောက်ပါတယ်လို့တန်လင်းဒေသသတင်းရင်းမြစ်ကပြောပြထားပါတယ်။အခုနှစ်အော်တိုဘာလ1ရက်နေ့ညပိုင်းမှာတန်လင်းမြို့အောင်ချမ်းသာရက်ကွာအေးသစ်ဆာမှာရှိတဲ့နေအိမ်တလုံးကို ပြူစောတီလူမိုက်ကြော်ချင်းတဲ့အဖွဲ့ကဝင်ရောက်ဓမြတိုက်ခဲ့ပြီးတော့အင်ရှင်မိသားစုဝင်များကိုရိုက်နှက်ကငွေချက်သိန်းတရာကျော်ကိုဓမြတိုက်လူယူသွားတယ်လို့သိရပါဗျ။အခုလိုမျိုးနေအိမ်ထဲအထိဝင်ရောက်ပြီးတော့ဓမြတိုက်တဲ့အဖွဲ့ထဲမှာစစ်ခွေးတပ်ဘက်ကတက်ချက်ကြီးနှောက်ဦးလဲပါဝင်ပြီးတော့ယခုချိန်အထိအေးအေးယူခြင်းမရှိသေးဘူးလို့ပြောပါဗျ။ဘာမှအေးအေးယူတာမလုပ်တဲ့အပြင်ခိုင်းလိုက်ရတဲ့အင်ရှင်မိသားစုကိုတပ်ပြစ်မယ်ဆိုပြီးတော့ထပ်ပြီးချင်းချောက်ခံနေရပါဗျ။ တန်လျင်နိုင်စင်ထိတ်ကတဲ့တဲ့ဆင်းလာရင်အုတ်ဖို့စုဘူရာအနောက်မှာကြောက်ဝိုင်းအကြီးကြီးရှိတယ်အဲ့ဒါကတက်နယ်မှုထုံးလူရဲ့ကြောက်ဝိုင်းမှာသူတို့ပဲကြော်ကြီးနဲ့အရှိကြီးဆိုတဲ့ကောင်ဦးစီးတာပါလို့တန်လျင်မြို့နယ်နေပြည်သူတို့ကရှင်းပြထားပါဗါး2020ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ညပိုင်းကလည်းတန်လျင်မြို့နယ်လက်ရဆန်းကြီးရွာအုပ်စုဖျားငါးစုဘောလုံးဝေးအလယ်မှာ တန်လျက်တက်နယ်မှုဘုံမှုချုပ်ထွန်းလူရဲ့တပည့်တွေဖြစ်တယ်။ဘုရားကုန်းချင်းရွာလူမိုက်အုပ်စုဖြစ်တယ်။မြင်းခိုင်ကြော်ကြီးမျိုးကြီးအရှိကြီးကတင်ထွန်းဝင်းတမင်းဦးပြီးကျော်ကျော်စီသူ အဲလေးခေါ်အောင်ခိုင်ဝင်းတယ်မျိုးကိုကိုတို့ကိုဦးကတန်လင်မြို့နယ်ရဲတပ်ဖွဲ့ကရဲတပ်ချက်တင်းမောင်းဝင်းကိုကားနဲ့တိုက်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗါတယ်အဲ့ဒီအမှုဟာလဲတရားစွဲဆိုခြင်းမရှိဘဲနဲ့ဒီလိုပဲအဆုံးသတ်သွားတယ်လို့ပြောပါတယ်တန်လင်တက်နယ်မှုဘုံမှုချုပ်ထုံးလူဟာရန်ကုန်တောင်ပိုင်းခရိုင်အခုတန်လင်ခရိုင်လုံခြုံရေးတာဝန်ခံဖြစ်ပြီးတော့တန်လင်ရေးတဲ့လေ့ကျင့်ရေးဌာနချုပ်ဌာနမှုလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်လက်ပတောင်းတောင်ချင်းဒီစီမံကိန်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွဲမှာတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ခွေးတပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ကျေးမာများကိုပစ်ခတ်နေပြီးတော့ပြည်သူတအုပ်တန်ရန်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလာ22ရက်နေ့မှာတရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာရှိတဲ့စစ်တပ်ကလက်နက်ကြီးများနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာများကိုဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့အကြောင်းမဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။လက်နက်ကြီးများဟာဖောင်ကတော်ကြေးရွာ၊မိုးချိုပြင်ကြေးရွာနဲ့မဲဇလီကန်ကြေးရွာတွေဘက်ကိုဥတီပြီးတော့ပစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ ဝမ်ပောင်းဝင်းထဲကနေပြစ်တာဖောင်းကရာရွာဘက်ကိုလည်းကြားတယ်မိုးချိုးပြင်ရွာဘက်ကိုလည်းပြစ်တယ်မဲဇလီကန်ရွာတွေကိုလည်းပြစ်တယ်အချင်းကြီးတော်တော်များတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်ဒါအပြင်မနေ့ကညနေပိုင်းမှာလည်းဝမ်မင်းရွာတဲ့အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွင်းနောက်မှာရှိတဲ့ဝမ်ပောင်းကုမ္ပဏီဝင်းအဝင်ဂိတ်ကစစ်တပ်ကတနက်နဲ့ရန်တမ်းပြစ်ခတ်တဲ့အတွက်ဝမ်မင်းရွာသားတို့ကြီးစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်မနေ့ကညနေပိုင်းကဝမ်မင်းရွာတဲ့အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွင်းနောက်ကဝမ်ပောင်းအဝင်ဂိတ်ကစစ်တပ်ကတနက်နဲ့ရန်ပြစ်လို့ဝမ်မင်းရွာသား ာဥလှပြည့်ကြီးစံထိမှန်ဒဏ်ရာရရှိထားတယ်တိုက်တော်မစိုးရင်ရဘူးလို့ပြောတယ်လို့ဒေသနေပြည်သူတို့ကသတင်းပေးပို့ထားပါတယ်အချက်ဘတ်စစ်ခွေးတက်ကစားလင်းကြီးမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတက်ခိုက်မှုများကိုလည်းမကြာခဏဆိုးသလိုလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာကေတမြို့နယ်မှာအသက်22နှစ်အရွယ်မောင်ကျော်တပ်ပိုင်ကိုတာကေတအမှတ်9ရပ်ကွာအုပ်ချုပ်ရေးမှုနယ်အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ငွေကျပ်125သိန်းနဲ့ စစ်ဗိုလ်တန်းလူစားထိုးအဖြစ်နဲ့ရောင်းစားလိုက်တဲ့ဟာကိုအချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ19ရက်နေ့ညပိုင်းကမောင်ကျော်တပ်ပိုင်ကိုတာဂီတာမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။အဲဒီနောက်အော်တိုဘားလာ20ရက်နေ့မှာအေယော်ရီတိုင်းကျုံပြော်မြို့မှာရှိတဲ့စစ်မှုထမ်းလိုအပ်နေတဲ့ရပ်ကွက်တစ်ခုကိုငွေချက်125သိန်းနဲ့ရောင်းစားလိုက်တယ်လို့ပြောပါဗါတယ်။အော်တိုဘားလာ19ရက်နေ့ညပိုင်းအပြင်မှာပေါ်တာဆွဲဖမ်းဆီးပြီးတော့အော်တိုဘားလာ20ရက်နေ့မှာချက်ချင်းပဲရောင်းစားခဲ့တာပါ။လူအုံမ မဖမ်းခင်ကတည်းကကြိုတင်ချိတ်ဆက်ပြီးသားဆိုတာထင်ရှားပါတယ်လို့မိတ်ဆွေဖြစ်သူကရှင်းပြထားပါတယ်။မောင်ကျော်တပ်ပိုင်ကိုအခုလိုမျိုးစစ်မှုတန်းလူစားထုတ်အဖြစ်နဲ့ရောင်းချလိုက်ကြောင်းသတင်းရတာနဲ့မိသားစုတွေနဲ့အဆွေမျိုးများကအော်တိုဘားလ21ရက်နေ့မှာလိုက်လံရွေးထုတ်ခဲ့ရာအော်တိုဘားလ22ရက်နေ့မှာပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ငွေကျပ်125သိန်းပေးပြီးတော့စစ်မှုတန်းလူစားထုတ်အဖြစ်နဲ့ခေါ်ယူခဲ့တဲ့ကျုံပြော်မျိုးကရက်ကွက်အုပ်ချုပ်ရေးမှုဟာငွေများဆုံးရှုံးသွားတယ်လို့သိရပါတယ်။ ကြော်တက်ပိုင်လေးကိုရောင်းစားတာသိရတော့မိမာတွေရောဆိုင်ရပိုင်ရတွေကရောလိုက်တဲ့အခါမှာကျုံပြော်မျိုးမှာပြန်တွေ့တယ်ပြန်ခေါ်လို့ရခဲ့တယ်ဟိုဘက်က125သိန်းနဲ့ဝယ်ထားတဲ့အုပ်ကြီးကတော့သူ့ငွေဆုံးတာပေါ့လို့ဖြစ်စဉ်ကိုတေချာစွာသိရှိထားတဲ့မိတ်ဆွေကရှင်းပြထားပါဗျာ ်အခုလိုမျိုးအသက်22နှစ်အရွယ်လူငယ်မောင်ကျော်တပ်ပိုင်ကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းလူစားထုတ်အဖြစ်125သိန်းနဲ့ရောင်းစားခဲ့တဲ့တာဂိတမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ကိုတာဂိတမြို့နယ်အမှတ်1ရဲစခန်းမှာအမှုဖွင့်လှစ်တိုင်ကြားသွားရန်စီစဉ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာဒီအစီအမပြတ်အစီအမဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့စစ်မြေပြင်မှာ TNL နဲ့အတူပူးရဲတိုက်ပွဲဝင်နေတဲ့ကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ထံမှစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အလင်းဝင်လာတဲ့ရဲဘော်ဟာပြည်သူစစ်မှုထမ်းတင်တဲ့အပတ်စဉ်ဆက်နှစ်စင်တပ်သားအောင်ကျော်ဖြစ်ပြီးတော့၎င်းတာဝန်ချနေတဲ့နန်းလန်အခြေစားခလိုက်ရ2 4 3ကနေလက်နက်မဲ့ထွက်ပြေးလာပြီးတော့လူလူတော်လိုင်းရေးဘက်ကိုအလင်းဝင်လာတယ်လို့သိရပါဗျ။လက်နက်ခဲရန်တော့မပါခဲ့ဘူးဗျ။အလင်းဝင်တဲ့နေရက်ကကာယကံရှင်ကမဖော်ပြစေချင်လို့ပါ။လက်ရှိမှာတော့မဟာမိတ် TNL နဲ့အတူရှေ့တန်းစစ်မြေပြင်မှာစီရေးလှုပ်ရှားနေပါတယ်။ရဲဘော်အစ်စ်တွေလည်းခေါ်ယူနေပါတယ်။ရှေ့တန်းကရဲဘော်များအနေနဲ့အရေးပေါ်73စီဈေးဝါနဲ့ရိတ်ခါများလိုအပ်နေပါတယ်။ရဲဘော်တွေအားလုံးရက်မနေဘဲနဲ့ ဆက်လက်စူးစမ်းနေပါတယ်လို့အဲ့ဒီတက်ကပြန်ကြားရေးတောင်းရှိသူက သတင်းပေးဖို့ပြောကြလာပါတယ်အလင်းဝင်လာသူရဲ့ပြောကြားချက်မှာ၎င်းဟာနောင်ချိုဘက်တရားပညာကနေအလင်းဝင်လာခြင်းဖြစ်တယ်လို့သိရပါတယ်၎င်းဟာမန္တလေးကြောင်ဝိုင်းဘက်ကိုရောက်ရှိနေတဲ့အချိန်ပေါ်တာဆွဲဖမ်းခံရပြီးတော့လေ့ကျင့်ရေးစခန်းကိုတခြားပေါ်တာဆွဲဖမ်းခံရသူများနဲ့တင်းနှံတက်ခဲ့ရတယ်လို့ပြောပါတယ်တင်းနှံမှာပားရိုက်ခံစစ်ပနက်နဲ့ကန်ခံရမှုများကြုံတွေ့ခဲ့ရတယ်လို့အခြားညီမနှိမ့်ဆက်မှုများလည်းခံစားခဲ့ရကြောင်းကို၎င်းကပြောပြထားပါတယ်တမီးလေးကိုတော့မတွေ့ရသေးဘူးမိသားစုနဲ့အေးအေးချမ်းချမ်းပဲနေခြင်းနဲ့မတရားဖိနှိပ်ရက်ဆက်တဲ့စစ် အာနာရှင်ကိုတော့တတ်နိုင်သမျရဲဘော်တွေနဲ့အတူစန့်ကျင်သွားမယ်လို့၎င်းကပြောကြားထားပါဗျ။စိတ်ခွင့်တက်အတွင်းမှာမူရီဆေးဝါးများရောင်းချနေတာကိုကိုရိုင်းသိမြင်ခဲ့ရပြီးတော့တိတာတိစေမမြင်စေနဲ့ဆိုပြီးအထက်ကပြောကြားထားတဲ့အတွာမူရီဆေးဝါးသုံးဆွဲမှုအများပြားရှိနေတယ်ဆိုတာကို၎င်းကအတိအပြုပြောကြားထားပါဗျ။လက်ရှိမှာစိတ်ခွင့်တက်ကအဓမ္မနီလန်အမျိုးမျိုးနဲ့လူသစ်စုဆောင်းက တင်နန်းပေးနေတယ်ပြည်သူစစ်မှုထမ်းအပတ်စဉ်15တင်နန်းဆင်းခဲ့ပြီးတော့လက်ရှိအပတ်စဉ်16ကိုတက်ရောက်နေက19အတွက်လူသစ်တွေအတင်းအဓမ္မစုဆောင်းနေဆဲဖြစ်တယ်လို့သိရပါဗျ။မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MDSI အဖွဲ့ဝင်တအူးကတော့စစ်ကောင်စီတပ်ကနေထွက်ပြေးပျောက်ဆုံးအ ਨੇ ဆုံးအင်အား3000ခန့်ရှိနေပြီလို့ခန့်မှန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ